ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်နေကြတဲ့ပရိသတ်များအားလုံးပဲမြင်ပါပါလိုအပ်လာလာတဲ့အချိန်ပေါ့နော်တကယ်လိုအပ်နေတဲ့အချိန်မှာလိုအပ်တဲ့ဟာကိုကျွန်တော်တို့ကတော့တိုင်းပြည်နဲ့လူမျိုးကိုယ်ပါးပါးသာကိုချစ်တဲ့မျိုးချစ်တဲ့လိုအပ်တဲ့ပေါ့ဗျာနော်တကယ်လုံနေတဲ့မြေပြင်မှာမြေပြင်မှာတကယ်လုံနေတဲ့မျိုးချစ်တဲ့မတော်ဒါတွေမျိုးချစ် ြည်သူတွေပေါ့နော်ကိုကြည်ပြည်သူတွေဒီနတ်ဆကအစိုးရကိုနတ်ဆကအစိုးရလူကြီးမင်းတွေကိုနော်အဲတစ်ချက်လောက်တောင်းဆိုတာပေါ့နော်ဘာလဲဆိုတော့ဒီကျွန်တော်လူငိမ့်နေမှာဗျာလူငိမ့်နေမှာလူငိမ့်နေမှာထုတ်ပြလိုက်ပြီဆိုရင်တကယ်နော်ပြည်သူပြည်သူချင်းချင်းတက်ဖို့နော်တက်ဖို့ဖျက်ဖို့အတွက်အဲလုံဆော်တဲ့လူတွေနောက်ကြတော့ဒီနိုင်ငံ န်ရေးအရနော်ဒီ NASA ကအစိုးရကိုပြန်လဲတော်လှန်ဖို့လုပ်ဆိုတဲ့လူတွေကိုလူငိမ့်ထဲမှာပြုတ်ပေးပြီးတော့ကိုနိုင်ငံကိုလူမျိုးကိုဘာသာအတွက်မိမိမှာလဲတကယ်လုပ်တယ်လိုင်းပေါ်မှာလဲထောက်ပြနေတဲ့နော်မျိုးချစ်တွေကိုဘာကြောင့်မလွတ်တာလဲလို့အဲ့ဒါလေးသိကျင်နေပြန်နော်တင်းစားရှင်းလင်းပွဲမှာမိမမေးလဲမေးရင်မဟုတ်ပါဘူးနော်မေးလဲမေးရင်မဟုတ်ဘူးတကယ်လိုအပ်ချက်တွေပေါ့နော် အဓိကကိုမျိုးပြောချင်တာကနော်ကျွန်တော်တို့ကိုနိုင်ငံကိုလူမျိုးကိုဘာသာအတွက်နော်သူပြောခဲ့တဲ့ဗီဒီယိုဖိုင်တွေနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတချို့ကြီးအပမေးအောင်လိုက်ပေါ့နော်တချို့ကြီးအပမေးအောင်လိုက်တရားလေးပြန်ကြည့်ပြီးတော့နော်ကိုရာဇာရဲ့ပြောလိုက်တဲ့စကားလေးတွေပေါ့နော်ကိုရာဇာလည်းပြောလိုက်တဲ့စကားလေးတွေကြောင်းတာကြောက်နော်ကိုရာဇာအခုခက်ခဲဖြစ်နေတယ်နော်အဲ့ဒါလေးကိုကျွန်တော်ကတော့ဟာလာမလေးရှားနိုင်ငံမှာရှိရှိတယ်ကျွန်တော်လက်ရှိ เนาะလေးယုံကိုမင်းဒီမလေးရှားနိုင်ငံမှာရှိတယ်ကိုနိုင်ငံကိုလူမျိုးနတ်ဇတ်ကအာနာစထိနေရเนาะကိုတမတော်ကိုဝင်းရံခဲ့တယ်ကိုပြည်သူကိုဝင်းရံခဲ့တယ်ကိုတမတော်မှာနေတဲ့ဟာတွေကိုလည်းထောက်ပြပြောဆိုခဲ့တယ်เนาะလူကြီးကအစเนาะနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတက်ချုပ်ကြီးကအစဝေဖန်ခဲ့တယ်ပြောဆိုခဲ့တယ်ကျွန်တော်ဝန်ခံတယ်เนาะအခုချိန်မှာကျွန်တော်တို့အရေးကြီးနေတဲ့အချိန်ဖြစ်နေတယ်เนาะအရေးကြီးနေတဲ့ဖြစ်နေတဲ့အတွက်ကိုရာဇာနဲ့ကိုမျိုးဝင်းကိုတို့ငိမ့်တဲ့ကနေပေါအောင် ထုတ်ပေးသင့်တယ်လို့တော့နော်ကျွန်တော်မျိုးချစ်တယောက်အနေနဲ့နိုင်ငံကိုချစ်တာကျွန်တော်တို့ကကိုယ့်လူမျိုးကိုချစ်တာကိုယ့်ဘာသာကိုချစ်တာအဲ့လိုစိတ်တက်နေဒါကျွန်တော်တို့တောင်းဆိုတာပေါ့နော်အကျန်တဲ့လူညီမပြီမာနေတဲ့လူကတော့တောင်းဆိုခြင်းမတောင်းဆိုမယ်နော်ကျွန်တော်ကတော့တောင်းဆိုတယ်နော် ကိုရာဇာတို့ကို ပြန်လဲလွတ်မြောက်ပေးပါအဲ့ဒါမှကျွန်တော်တို့မြေပြင်မှာဟာလာဘယ်သူကထောက်ဖို့ပါဘယ်သူကအကြမ်းဖက်ပါဆိုတာနော်ကျွန်တော်တက်မတော်အောက်ချီ ဝန်ထမ်းနေနဲ့လက်တွဲနေတဲ့နော်ကိုရာစာတို့နော်အဲ့တော့ကိုမျိုးဝင်းတို့နော်ကိုကြီးကိုမျိုးဝင်းတို့နော်ဒါကျွန်တော်တို့နာဆာကကိုထောက်ခံတဲ့ရေထဲမိုးထဲမှာ2021အာနာစထိပ်ပြီးတော့နော်တမတော်ရေထဲမိုးထဲမှာရောက်နေတဲ့အချိန်မှာကျွန်တော်တို့ဒီလူတွေပဲရှိတာပေါ့ဒီလူတွေကိုအချုပ်တဲ့ထည့်ထားတယ်ဆိုရင်တော့ကျွန်တော်အနာကမလှဘူးတော့ဗျာနော် အခုဒီအကျန်းဖတ်အကျန်းဖတ်လုံနေတဲ့လူတွေတောင်တွတ်တော်အမတ်တွေနော် အများကြီးမပြောဘူးဗျနိုင်ငံရေးသမားဟာလာနော်ကိုမြာအေးတောင်ပြန်လွတ်ပေးသေးတာဗျာနော်ကိုမြာအေးတို့ဘလို့လုတ်တယ်နော်နာဆာကအစိုးရလည်းသိတယ်နော်အဲ့ဒါမို့ဘဲချက်ကြကြတော့ယူရတော့ဘလို့ပဲလွတ်လေကိုနာဆာကကိုထောက်ခံတဲ့ပြည်သူထောက်ပြတဲ့အဖွဲ့အစည်းဒါလိုအပ်ဖို့လို့နော်ကိုရစာပြောတဲ့လက်ကိုကျွန်တော်ထက်ခါထက်ခါကြည့်တယ်နော်ထက်ခါထက်ခါကြည့်တယ်သူပြောတဲ့ဟာက तू ကအယက်သားမဟုတ်ဘူးဗျနော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတချို့ကြီးအပမင်းအောင်လိုက်နဲ့သူချုပ်ပါဆိုဝင်လဲ သိပါတယ်เนาะစစ်သားဆိုတာစကားပြောရင်ပြတ်တယ်ဗျစကားပြောရင်ပြတ်တယ်เนาะရင်ထဲရှိတယ်လို့ကုမွေလင်းလင်းပြောတာเนาะကိုရစားဒီအရက်သားမဟုတ်ဘူးကိုရစားဒီတက်မတော်ထဲမှာတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်သားကောင်းတစ်ယောက်เนาะစစ်သားကောင်းတစ်ယောက်เนาะသူ့ရဲ့ဒီတက်မတော်ထဲမှာဖြစ်ခဲ့တဲ့ဗီဒီယိုဖိုင်ဗီဒီယိုဖိုင်ပေါ့เนาะเนาะအကုန်လုံးကြည့်လို့ရပါတယ်သူတယောက်ကောင်းစားဖို့အတွက်လုပ်ခဲ့တာမဟုတ်เนาะသူတက်မတော်ထဲမှာဟာလား ဒီအောက်ခြေဝန်ထမ်းတွေလာစားမတိုးလို့เนาะဒီလိုအထက်အောက်ဖွဲ့ခြားဆက်ဆံလို့အာသူထုတ်ပြပြီးတော့သူပေါ်ညွန်ပြီးတော့ဖြစ်သွားတဲ့ကိစ္စเนาะနောက်ပြီးကြတော့ကိုရာဇာဒီလက်ရှိမှာ NASA ကအစိုးရနဲ့အတူเนาะပြေပကိုးတိုင်းတောက်လျှောက်ကိုเนาะတက်မလုံးနဲ့အတူအကြမ်းဖက်တွေနှိမ်နှင်းရေးတွေလုပ်တယ်เนาะလက်ရှိမှာလည်း Predator တွေလုပ်တယ်เนาะပြည်သူအတွက်သူလုံးလုံးနေတယ်เนาะအဲ့ဒါမလို့ဒီချိန်မှာကျွန်တော်တို့ဒီကျွန်တော်တို့တက်မလုံးနဲ့အတူ ရင်ကျက်ကရှိတဲ့မျိုးချစ်တွေကိုပြန်လည်ထုတ်ခွင့်ပေးပါเนาะထုတ်ပေးပါလို့เนาะကိုမင်းကတောင်းဆိုတယ်เนาะဒါမျိုးချစ်တယောက်နေနဲ့ပေါ့เนาะကျွန်တော်မျိုးသားကြီးတယောက်နေနဲ့တောင်းဆိုတာမဟုတ်မျိုးချစ်တယောက်နေနဲ့เนาะကိုတိုင်းပြည်ကိုလူမျိုးကိုဘာသာကိုချစ်တဲ့မျိုးချစ်တယောက်နေနဲ့ကျွန်တော်တောင်းဆိုတာဖြစ်တယ်အတိအခုချိန်မှာကျွန်တော်တို့ကလိုအပ်နေတယ်တကယ်ကိုလိုရဲစိတ်ရဲရှိတဲ့ဥပဒေဘောင်တွဲရနေဟာလာကမ္ဘာလုံးနဲ့တူလက်တွဲပြီးတော့လရဲစိတ်ရဲရှိเนาะကိုတက်ကိုနိုင်ငံကိုပေးထားတဲ့မျိုးချစ်တွေကျွန်တော်တို့မှာလိုအပ်နေတယ် နော်လိုအပ်နေတဲ့အတွက် နော်ကိုရာဇာနဲ့ကိုရာဇာနဲ့နော်ကိုမျိုးဝင်းကိုနော်ဥစားပေါ်ဒီတစ်ခေါက်ပေါ်နော်ဒီတစ်ခေါက်ကိုဥစားပေါ်လွန်ငိမ့်ထဲမှာပါစီခြင်းနဲ့ဗျနော်ဒါကျွန်တော်ဒီနေ့ဒီနေ့7ရက်12လမလေးစံတော်ချိန်8:43မိနစ်ပေါ့နော်ကျွန်တော်လိုက်လွှဲနေတာဒါလေးကကိုရာဇာနဲ့ကိုမျိုးဝင်းအတွက်ကိုဒါဖြစ်တဲ့ဖြစ်တိုက်တယ်မို့လို့ကျွန်တော်တောင်းဆိုတာပေါ့နော်ကိုဒီ ဒီအချင်းချင်းပြည်သူချင်းတက်နိုင်ငံတော်ရဲ့နိုင်ငံတော်ကိုစုပ်ပြတ်တက်အောင်လှုပ်ထားတဲ့အမတ်လောင်းနေတောင်လှုပ်ပေးသေးတာဗျာအစိုးရတရားအနေနဲ့ဟာလာဟိုထောက်ပြတင်းတဲ့ဟာလေးကိုထောက်ပြတာကိုနော်နားလည်မှုနဲ့ပေါ့ဗျာနော်နားလည်မှုလေးနဲ့ဟာဒါဟာလာငါတို့အစိုးရတရားကိုဟာလာလမ်းမှန်တက်ဖို့အတွက်သူများလက်ညှိုးမထိုးဖို့အတွက်ထောက်ပြတဲ့ဟာပါလားဆိုတဲ့အတွေးမျိုးလေးတွေးပြီးတော့ဟာလာပြန်လဲထုတ်ပေးပါလို့နော်ကိုရာစာနဲ့ကိုမျိုးဝင်းကိုစား เนาะကျွန်တော်ကလေးစားစွာနိုင်ငံနိုင်ငံတော်နဲ့ဆက်ကအိဆောက်အစိုးရเนาะတက်ချုပ်ကြီးအပမင်းအောင်လိုင်းနဲ့ဒုချုပ်အပစိုးဝေကိုကျွန်တော်တောင်းဆိုတာเนาะဒါတောင်းဆိုတဲ့အချိန်မျိုးလို့တောင်းဆိုတာကျွန်တော်တို့เนาะဥစားပေါ့မြေပြင်မှာကเนาะတက်မတော်သားလေးတွေပြင်ပန်းနေတယ်မျိုးချစ်တက်မတော်သားလေးနဲ့မျိုးချစ်မျိုးမျိုးချစ်အရက်ဖက်ဒီကိုတွေလည်းပြင်ပန်းနေဒါလည်းနိုင်ငံတော်နဲ့ဆက်ကအစိုးရလူကြီးများများတိမှာပေါ့เนาะတိုင်းမှုတွေတိမယ်ဟာလား viewer မှုတွေတိမယ် နော်အရက်ဒီဘက်နတ်ဆာကဒီဟိုအရက်ဖက်အရက်ဖက်အစိုးရအရက်ဖက်အစိုးရဘက်ကပြည်ထရေးရလူတွေလည်းသိမှာပါနော်ကိုရာစာပြောတဲ့ဟာကိုစိတ်မဆိုးပါနဲ့သူဟာတက်မတော်သားတယောက်အနေနဲ့ပွင့်လင်းစွာသူမခံစားနိုင်လို့မခံစားနိုင်လို့ပြည်ကြစွာဥပဒေဘောင်တွင်းရနေမလုပ်လို့ဒါသူထောက်ပြခြင်းဖြစ်တယ်နော်စကားပြောရဲဆိုတာခင်ဗျားတို့ဆဲခင်ဗျားတို့လည်းဆဲပါတယ်နော်လက်ရှိအစိုးရ ဘယ်ဟိုဘယ်အစိုးရပဲဖြစ်ဖြစ်တက်လာတဲ့အစိုးရအာဏာရရင်တော့ဟလာငါလုံးမသားတော့ဆဲပါတယ်နော်ဒါပေမဲ့ကိုရစာမဆဲခဲ့ပါဘူးမင်္ဂလာပါမင်္ဂလာပါကိုကြီးတည်ထောင်းအောင်ရင်အစောက်ကအခုဆက်ရအောင်နော်ဘာဖြစ်လို့လဲဆိုတော့ကိုရစာပြောတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပါနော်သူအတွက်သူပါတီအတွက်မရှိကြည့်ပါဦးနော်သူတက်မတော်အတွက်နော်သူအသက်တောင်သူဂယုမဆိုင်ဖဲနဲ့နော်အဓိကတော့ဘကိုးတိုင်းတိုင်မူတိတာပေါ့ဗျာ နော်ဘကိုတိုင်းတိုင်မှုအရင်တိုင်မှုတော့အခုပြောင်းသွားတဲ့တိုင်မှုဆိုတော့မသိဘူးနော်အရင်တိုင်မှုဆိုရင်တော့ဟလာသိပါတယ်ကိုရာဇာရဲ့လှုပ်ဆောင်ချက်တွေနော်ပြည်တခွင်ဘရောင်းနော်ဒါလေးတွေကိုပြန်ငဲ့ပြီးတော့ကျွန်တော်တို့ဒီချိန်မှာတက်မတော်နဲ့အတူရင်ချင်းကက်ရှိတဲ့မျိုးချစ်တွေပြန်လဲထုတ်ပေးပါလို့နော်ကျွန်တော်တောင်းဆိုပါတယ်တကယ်ကျွန်တော်တို့လက်တွဲရမယ်အချိန်ဒီအချိန်အချိန်ကိုရောက်နေပြီလက်တွဲရမယ်အချိန်ရောက်နေပြီနော်အခုချိန်ကအကျန်းဖတ်အဖွဲ့စည်းက ဟလာနေဆက်ဒေတာမှမဟုတ်ဘူးမျိုးတွေတဲမှာပါနောက်ဆုံးချင်းပြောမယ်ကြာတင်းစားကြီးတိုက်ဆိုရင်ဟလာတက်မတော် စီတော်ဝင်လာ တိုက်တဲ့အဆင့်ဖြစ်နေပြီဆိုတော့ကျွန်တော်တို့မှာဟလာမြေပြင်မှာတကယ်လုတ်တဲ့မျိုးချစ်တွေလိုအပ်နေတယ်ဗျအမေဝင်းမင်္ဂလာညချမ်းမှာနော်မြေပြင်မှာတကယ်လုတ်တဲ့မြေပြင်မှာတကယ်လုတ်တဲ့တက်မတော်နဲ့တူအသက်ခံတာပေးဆက်ပြီးတော့ဟလာလုတ်တဲ့လူတွေကျွန်တော်တို့ချီမှာလိုအပ်နေတယ်နော်မြေပြင်တည်င်းလိုက်နိုင်တဲ့လူတွေလိုအပ်တယ်နော်အဲ့ဒါမို့လို့ ဟိုသဘောဒီတစ်ခေါက်လူငင်းငယ်မှာနောက်မကြသေးဘဲနဲ့ဒီတစ်ခေါက်လူငင်းငယ်မှာနော်ဘယ်သူပဲဘယ်ကိစ္စပဲဖြစ်ဖြစ်ဒီတစ်ခေါက်လူငင်းငယ်မှာဟလာကိုရာဇာနဲ့နော်ကိုရာဇာနဲ့ကိုမျိုးဝင်းကိုပြန်လဲလွတ်စေခြင်းပါတယ်လို့နော်ကိုရာဇာနဲ့ကိုမျိုးဝင်းကိုစားပေါ့နော်ကျွန်တော်လိုက်ပါရှိရညီကိုမောင်နှမတွေနော်ကိုစားကျွန်တော်ကလေးုံကိုမင်းကမလေးရှားနော်မလေးရှားနိုင်ခိတ္တမလေးရှားပေါ့ဗျာ နော်ခေတ္တမလေးရှားပေါ့ကိုယ်နိုင်ငံကိုယ်လူမျိုးအတွက်ကျွန်တော်တို့ကတော့အတက်ခဏပြီးစားပြီးထားပြီးသားပေါ့နော်အတက်ခဏပြီးပြီးသားပြီးပြီးသားမို့လို့တကယ်လိုအပ်နေတဲ့လူတွေထုတ်ပေးပါလို့နော်နိုင်ငံတော် လူကြီးများကိုနော်ကျွန်တော်တောင်းဆိုတာပေါ့နော်ကျွန်တော်စကားအဟိုပေါ့နော်လူကြီးရဲ့နားထဲမှာခါနေရဆိုရင်လည်းခွင့်လို့ပေးပါနော်ကျွန်တော်ဒီတရင်သမားမဟုတ်ပါဘူးနိုင်ငံကြီးသမားမဟုတ်ပါဘူးတက်မတော်ကိုချစ်တဲ့တက်မတော်မိသားစုပေါက်ပွားလာတဲ့လူတယောက်ဖြစ်ပါတယ်စကားပြောရင်ပြက်တယ်လောက်ရက်ကိုကျွန်တော်တိကျအောင်လုပ်တယ် နော်ပါဇက်ကပြောတယ်လက်ကကွတ်တီလုတ်တယ်ကျွန်တော်တို့ကဘာဖြစ်လို့လဲတမတော်သားသမီးတွေစီစကားတခွန်းပြောရင်တီအောင်လုတ်တယ်နော်အဲလူတိုင်းတော့မပြောဘူးနော်လူတိုင်းတော့တမတော်သားသမီးတိုင်းတော့မပြောဘူးနော်ကျွန်တော်ကိုကျွန်တော်ပြောတာနော်တမတော်မှာတမတော်မှာတောင်းဝန်ထမ်းဆောင်ခဲ့တယ်ဘာကြောင့်မဲဖြစ်ဖြစ်ဟာလားကိုတမတော်တိတ်ခါကြမယ်လို့ဘယ်တော့မှမလုပ်ကိုနိုင်ငံတိတ်ခါကြမယ်တော့ဘယ်တော့မှမလုပ်ကိုဘာသာတိတ်ခါကြမယ်လို့ဘယ်တော့မှမလုပ် အဲ့ဒါတော့ရင်ထဲမှာထည့်ပြီးသားဘာဖြစ်လို့ကျွန်တော်တို့ကဟလာဘယ်ပါတီမှကျွန်တော်တို့ကချစ်တာမဟုတ်ဘူးဘယ်အစိုးရမှချစ်တာမဟုတ်တက်လာတဲ့အစိုးရကိုယ့်အဖေနဲ့ကိုယ့်အမေပဲအဲဒီပုံစံမျိုးဒါပေမဲ့နိုင်ငံတော်နိုင်ငံတော်ကဖွဲ့စည်းရတဲ့ဒီ2008ဥပဒေမှာပါတဲ့ကျွန်တော်ကဒေါတာဝင်ရေးသုံးတာဒေါတာဝင်ဒေါတာဝင်ရေးသုံးပါနဲ့နိုင်ငံတော်အလံကိုပဲကျွန်တော်တံပိုးထားတာနော်ဒေါတာဝင်ရေးသုံးပါရဲ့နိုင်ငံတော်အလံရဲ့သာသနာအလံရဲ့ ုဒ္ဓဘာသာကျွန်တော်တို့သာသနာလိုင်းရဲ့ဒီကြပဲကျွန်တော်တမိုးထားတာဘယ်ပါတီမှကျွန်တော်တမိုးမထားဘူးချစ်လည်းမချစ်ဘူးဟာလားဟိုကောင်းလားဆိုရင် okay မဲတဲ့ဆိုရင်ကြံ့ခိုင်ရေးထည့်ပေးလိုက်မင်္ဂလာပါဖေဟာဟုတ်တယ်ဟုတ်တယ်အကိုကြီးနော်အခုချိန်မှာကျွန်တော်တို့ကတကယ်ကိုနော်တွင်းနဲ့သားနဲ့အသက်အသက်ခဏပြေးဆက်ပြီးတော့တက်မတော်လက်တွဲနေတဲ့လူတွေကျွန်တော်တို့အပြင်မှာရှိစီခြင်းလေအဲ့ဒါမှကျွန်တော်တို့လောရ အားလည်းရှိတယ်ဗျအောက်ခြေမှာကျွန်တော်လောရတာအားရှိတယ်နော်တာဝန်ယူမှုတာဝန်ခံမှုမရှိနဲ့တောင်းကိုဖြစ်ကိုခံသွားမယ်နော်ကျွန်တော်တို့အဲ့လိုစိတ်တက်တယ်ကိုဖြစ်ကျွန်တော်တို့ဖြစ်ကျွန်တော်ခံသွားမယ်နော်ဘယ်သူမှလည်းမကူညီဘူးတီးပြီးသားနော်ဘယ်သူမှလည်းမကူညီဘူးဟာလားဥစားပေါ်ဘူးခံခြင်းတဲ့လူတွေပဲရတဲ့ကိစ္စမျိုးအဓိကကျွန်တော်တို့ကအကျန်းဖတ်တွေအကျန်းဖို့ပဲအကျန်းဖတ်တွေငြိမ်သွားဖို့ပဲအဲ့ဒါမှကျွန်တော်နိုင်ငံ2023မှာသွားမယ်ခင်ဗျားတို့လိုချင်တဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုကျင်းပလို့ရမှာဒီချိန်မှာကျွန်တော်တို့ကအကျန်းဖတ်ကိုကျွန်တော်ဖိကြတော့ ျွန်တော်တို့လက်ရှော့ပေးခဲ့တာရှော့ရှော့ပေးခဲ့တာများသွားပြီเนาะများသွားတယ်တို့အခု2023မှာအာနာအာနာအစိုးရအာနာတရက်ကိုကျွန်တော်လွှဲပေးရမှာနိုင်ငံတော်အစိုးရတွေလွှဲပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကျွန်တော်တို့ပါပူးပေါင်းမယ်ပူးပေါင်းပြီးတော့နိုင်ငံအေဂျင့်ဖို့အတွက်လောရမယ်အချိန်ကြနေကြနေရဲ့အတွက်တကယ်ကိုဟာလာတက်မတော်နဲ့တူတကယ်လက်တွဲတဲ့မျိုးချစ်တွေကိုပြန်ထုတ်ပေးပါပြန်ထုတ်ပေးပါအဲ့ဒါလေးကိုလေး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 နက်နက်လေးတောက်ဆိုတော့တကယ်လုတ်တဲ့သူထုတ်ပေးပါနော်ရတဲ့ ကိစ္စမရှိလိုင်းပေါ်တက်ပြီးတော့ပို့ရေးတဲ့လူကိစ္စမရှိဘူးဘယ်တော့ညီစောဖမ်းသွားကိစ္စမရှိဘူးသူတို့အတွက်ဆစ်ဖြစ်တယ်နော်အမျိုးသားရေးတချို့ဥစားပေါ့လိုင်းပေါ်မှာတင်လို့စကားမှားသွားလို့ဆွဲဆွဲပြီးတော့ဟာလာဟိုထိမ့်သိမ်းခါတဲ့လူတွေကျွန်တော်အပြည့်မပြုံးခါထိမ့်ခါလိုက်ဒီချိန်မှာဟာလာဟိုထောင်ထဲကဆစ်ဖြစ်တယ်နော်တကယ်လုတ်တဲ့လူတော့ကျွန်တော်ထုတ်ပေးပါကျွန်တော်တို့ကိုဖြစ်ကိုခံမယ်ဟာလာဘသူမှလည်းဟာဘလူကဘသူကတော့ဥစားတောင်းဝင်ယူပါတယ်တောင်းဝင်ယူမှုကျွန်တော်နာမည်လုံးဝမထွက်စီရဘူးထွက်လည်းမထွက်ဘူးကျွန်တော်တို့ကကိုယ်နိုင်ငံကိုကိုချစ်တာ ျွန်တော်ပြောပြီးသားလူတဦးတယောက်ကိုချစ်ပြီးတော့ကျွန်တော်လုပ်တာမဟုတ်ဘူးကျွန်တော်တို့မျိုးချစ်ကလူတဦးတယောက်ကိုချစ်တာမဟုတ်ကျွန်တော်နိုင်ငံနဲ့လူမျိုးနဲ့ဘာသာကိုချစ်တာကိုလူမျိုးကိုအကြမ်းဖက်လုပ်လာတယ်ကိုဘာသာကိုအကြမ်းဖက်လုပ်လာရင်ကျွန်တော်စော်မယ်ကိုအဖြစ်ကိုခံမယ်ဘယ်သူမှမတောက်အဖေလည်းမတောက်အဘလည်းမတောက်ဒါကျွန်တော်မျိုးချစ်တည်းစိတ်တဲ့နော်ကျွန်တော်တို့ဆရာတော်နော်မျိုးချစ်ဆရာတော်ဆရာတော်ဦးစန်းနီမာရဲ့စိတ်တဲ့နော်2021ထဲကစဖွဲ့ထားတဲ့မျိုးချစ်အဖွဲ့မှာနော်ဆရာတော်ဦးစန်းဦးစန်းနီမာကနေစဖွဲ့ထားတာနော် မကူညီလဲရတယ်မထောက်ပံ့လဲရတယ်တို့ချိကိစ္စနဲ့နော်အပရိုက်တာကိစ္စဆိုရင်တော့ကျွန်တော်အကူညီတောင်းရင်တောင်းမယ်တို့ချိကိစ္စနဲ့မှာကျွန်တော်မျိုးချစ်တွေလိုအပ်တာတွေမှာတစ်ခါတစ်ခါအကူညီတောင်းပြီးတော့ရှက်သွားလို့ရှက်သွားပြီးဆိုတဲ့ကကျွန်တော်ဘာမှမလုပ်တော့ကိုဟာနဲ့ကိုကိုမျိုးချစ်ဘွဲကိုကိုဟာနဲ့ကိုကျွန်တော်အလုပ်လုပ်တယ်နော်အဲ့ဒါမို့လို့နော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတချို့ကြီးပါမင်းအောင်လိုင်ကိုနော်လေးလေးစားစားနဲ့ နော်နော်ဒူးချုပ်ဘဆိုးဝင်းကိုနော်ဒူးချုပ်ဘဆိုးဆိုးဝင်းဆိုရင်ဟာလာကျွန်တော်တို့နဲ့စိတ်တက်နေတူတယ်နော်ခတ်တီတီပြုံးခဲတယ်ကျွန်တော်လေးလေးလေးစားတယ်နော်တချို့ကြီးအဘမရောက်လဲလဲမလေးစားမှုလေးစားတယ်ဒါပေမဲ့အဘကပျော့လွန်းတယ်အဘကမတရားသဘောကောင်းလွန်းတယ်သဘောကောင်းလွန်းတဲ့အတွက်စစ်သားနဲ့မကြိုက်ဘူးဟုတ်ကဲ့ဟုတ်ကဲ့မေဟုတ်ကဲ့ဟုတ်ကဲ့နော်ဘာလို့ဆိုတော့ဥစားပေါ့ကျန်းသိရင်ကျန်းရမယ်ဗျနော်ကျန်းသိရင်ကျန်းရမယ်လုံးသိရင်လုံးရမယ် ဘာဖြစ်လို့ဆိုကျွန်တော်တို့ဒီအနှစ်60လုံးလုံးနှစ်အနှစ်60လုံးလုံးဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာလာငင်းငင်းကြီးလုပ်တယ်ကျွန်တော်ကျွန်တော်တို့လက်မခံတာဘာလက်မခံတာလဲငင်းငင်းကြီးလုပ်တယ်ဟုတ်ကဲ့လက်ခံတယ်ငင်းငင်းကြီးဘာကြောင့်လုပ်တာလဲငင်းငင်းကြီးတဲ့မှာဘာကြောင့်လက်နက်နိုင်ငံတော်အစိုးရရှိရလက်နက်ဘာကြောင့်မအပ်ခံရတာလဲအဲ့ဒါလေးကျွန်တော်တို့ကလိုချင် ငင်းငင်းကြီးလုံမယ်ဆိုရင်ဟုတ်လားတနိုင်ငံလုံးမှာရှိတဲ့ဟုတ်လားလက်နက်ကင်ကြီးကိုမော်နမွားတွေငင်းငင်းကြီးလုံမယ်ဆိုရင်လုံဟုတ်လားနိုင်ငံတော်အစိုးရတည့်ရနေတဲ့တာဝန်ထမ်းဆောင်လက်နက်ကင်ကြီးနေဆိုရင်အဲ့လမ်းကြုံအဲ့လမ်းညုံမပါဘဲနဲ့ငင်းငင်းကြီးလို့တော့အလကားပဲနော်အဲ့လမ်းညုံမှာနဲ့လက်နက်နဲ့ငင်းငင်းကြီးလဲရမှာကျွန်တော်တို့ကအစိုးရတည့်ရနေတဲ့ဒီချိန်မှာကျွန်တော်တို့ကဟုတ်လားကျွန်တော်တို့ဒီ NASA ကအစိုးရတက်မတော်ကဒီချိန်မှာပြက်ပြက်သားသားနဲ့လုံးဝမယ့်အချိန်ကြာနေငင်းငင်းကြီး ခေါ်ဆောင်နေမလာဘူးမလားမလာတဲ့ကောင်အပြက်ချမယ်နော်မလာတဲ့ကောင်အပြက်ချမယ်အကြံဘက်ကို ထောက်ခိုင်းတဘုံထောက်ခိုင်းနေဆိုရင်တဘုံပဲနော်အပြစ်မဲ့အပြစ်မဲ့ကလေးတွေလာမပြောနဲ့မဆန္ဒလို့ပြောတာမဟုတ်ဘူးနော်ဟာလားအသိဉာဏ်ရှိဖို့ပြောနေတာနော်ဟာကျွန်တော်အပြစ်မဲ့ပြည်သူလာမပြောနဲ့တဘုံအားပေးအားမြောက်ထောက်ခိုင်းနေဆိုရင်အဲ့တဘုံတဘုံပဲအကြံဘက်ကိုအားပေးအားမြောက်ထောက်ခိုင်းနေဆိုရင်အဲ့ကောင်အကြံဘက်ပဲဟာလားတေယွာလုံးကဒီအကြံဘက်ကိုထောက်ခိုင်းအဲ့ဒါအကြံဘက် ြက်သသလို့ရတော့မှာပြက်ပြက်သသမလို့မလို့မလို့ဘူးဆိုရင်နိုင်ငံနာမယ်နိုင်ငံနာမယ်ပြည်သူတွေလည်းအကျန်းစွာနေတိုင်းချင်းနဲ့ပြည်သူတွေဒုက္ခရောက်မယ်အကြမ်းဖက်လုပ်ပြီးတော့ဟာလာပြန်လဲလက်ခံချင်းနဲ့ပြည်သူတွေလည်းဟာလာနာမယ်နော်အဲ့ဒါမို့လို့ဒီချိန်မှာကျွန်တော်တို့ကပြက်ပြက်သားလုပ်ရမယ်ကျွန်တော်တို့မျိုးချစ်တွေတကယ်လုပ်နေတဲ့မျိုးချစ်တွေကိုနော်အဲ့ဒါမို့လို့ဟိုတချို့အရာကိစ္စတွေမှာဗျသဘောကောင်းရင် သဘောကောင်းလို့ရင်ခေါင်းပေါ်ချီးတက်ပါတယ်ဗမာလူမျိုးကဒါအမှန်တိုင်းပြောတာမြန်မာလူမျိုးပေါ့ဗျာတိုင်းရင်းသား135မျိုးလုံးပြောတာနော်သဘောကောင်းလို့ရင်ခေါင်းပေါ်ချီးတက်ပါတယ်ချီးတက်အပါခံမလားလူမုန်းခံပြီးတော့တိုင်းပြည်အေဂျင့်ကိုလုံမလားအဲ့ဒါပဲအဲ့ဒါပဲဆုံးဖြတ်ရတော့တိုင်းပြည်အေဂျင့်ဖို့အတွက်အမုန်းခံနိုင်ရမယ်ခေါင်းဆောင်ကနောက်ဆုံးရှင်းပြတော့မယ်အသက်တော်စည်ရေးရမယ်အဲ့ဒါခေါင်းဆောင်တယောက်ရဲ့အရေးချင်းတိုင်းပြည်အေဂျင့်ဖို့အတွက်ငါ့ကို ကျဲတလို့ပြောဟုတ်လားအကျမ်းဖတ်ပဲပြောပြောနော်ဘလို့ပဲပြောပြောတိုက်ပြီးအေဂျင့်သွားပြီးတော့2023မှာဖြစ်ပေါ်လာမဲ့အာနာတရက်နဲ့အစိုးရတရက်နဲ့ဟုတ်လားရှောက်မဲ့ပြည်သူတွေအကျမ်းဖတ်လုံးဝမရှိဘဲနဲ့နိုင်ငံတော်မှာတည်ဆဲဥပဒေကောင်းမလဲ2008ဥပဒေကောင်းပါလေ2008ဥပဒေထဲမှာပါရတာတွေကောင်းတယ်နော်ဒါပေမဲ့လုတ်ကင်နေတဲ့လူတွေနော်နိုင်ငံတော်အစိုးရရဲ့ဥပဒေကိုကင်ဆောင်နေတဲ့လူတွေကလည်းဥပဒေကိုတိကျစွာကင်ဆောင်ပြီးတော့ ပြည်သူလိုက်နာနိုင်အောင်ကိုကနေရှိရနေလမ်းဆောင်ပြဘယ်ဥပဒေနဲ့ပဲဖြစ်ဖြစ်လမ်းဆောင်ပြပြီးတော့ကိုကိုတန်းတိကျစွာဒီဥပဒေကိုကင်ပြီးတော့လုပ်ရင်ဟာလာပြည်သူကလည်းဥပဒေကိုမလေးစားစရာအကြောင်းမရှိကိုကိုတန်းကမလေးစားရင်ပြည်သူကလည်းလေးစားမှာမဟုတ်နော်ကောင်းပါလေဒီ2008ဥပဒေထဲမှာကျွန်တော်လေးလာတလောက်တော်တော်ကောင်းတယ်နော်တိုင်းပြည်တိုင်းပြည်နဲ့နော်ပြည်သူအတွက်ဆွဲထားတဲ့ဥပဒေကောင်းပါလေဒါပေမဲ့တက်လာတဲ့အစိုးရတွေကအာဏာရပြီးသွားရင် သေးကဟောင်းတိကျစွာမလုပ်တာစိုးတယ်ဗျတိကျစွာကိုကိုလည်းလည်းမလုပ်လို့ပြည်သူကလည်းတိကျစွာမလိုက်နိုင်ပြည်သူမလိုက်နိုင်ရင်ဥပဒေရဆွဲပြီးတော့ဟလာခင်ဗျားတို့အခုချိန်မှာကအားလုံးကတစ်ဖက်လုံးကနော်နိုင်ငံတော်အစိုးရတည်းရပေါ့နော်ဒါအခုလက်ရှိကိုတက်မတော်အစိုးရမလို့ပြောတာတကယ်လို့ဘယ်ပါတီတက်လာကျွန်တော်ပြောမှာပဲနော်ကျွန်တော်ကတက်မတော်ဘယ်ဝင်ရနေကောနော်ဘယ်ပါတီမှကျွန်တော်စိတ်ဝင်မစားဘူးတကယ်လို့ဟလာပါတီစုံဒီမိုကရေစီရွေးပွဲပွဲကျင်းပပေးလို့မဲတယ်မယ်ဆိုရင်တော့ နော်ကြံ့ခါရေးတက်မတော်ကနေအလားစစ်မှုတန်းအောင်အနေနဲ့ပြန်ဆင်းတဲ့ကိုတက်မတော်စစ်မှုတန်းအောင်နေဖွဲ့စည်းထားတဲ့ကြံ့ခါရေးတွေပဲကျွန်တော်မဲထည့်ပေးမယ်ဒါပေမဲ့ကြိုက်လို့လားမသိဘူးတို့ဆွဲထားတဲ့မူကျွန်တော်မသိဘူးနော်ကြံ့ခါရေးရဲ့ဆွဲထားတဲ့မူကျွန်တော်မသိဘူးလေးလဲမလေးတာဘူးတက်လာတဲ့အဆိုးရတစ်ခုဖြစ်သွားလဲဟာလားအပြည်သူတယောက်အနေနဲ့အခေါ်ဆောင်မယ်မကောင်းရင်မကောင်းတဲ့လူထောက်ပြမယ်ဥပဒေအုတ်ချုပ်ရေးမှုမကောင်းရင်အုတ်ချုပ်ရေးမှုကိုထောက်ပြမယ်ဟာလားရက်ကိုစားပေါ်ညှို့နယ်မှုမကောင်းရင်ညှို့နယ်မှုပြောမယ်ခိုင်ရမှုကောင်းခိုင်နိုင်မှုထောက်ပြပေးမယ်ဒါကျွန်တော်တို့အပြည်သူတယောက်အနေနဲ့ဝေဖန်မယ်ထောက်ပြပေးမယ် ဟာလာလမ်းမှန်ဖြစ်ဖို့အတွက်ဥပဒေကိုတိကျဖို့အတွက်ကျွန်တော်တို့ဒါကျွန်တော်တို့တာဝန်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်เนาะအဲ့ဒါမို့လို့เนาะကျွန်တော်တို့ကတော့ရှင်းပြောမယ်တက်မတော်ဟာလာဥစားအာနာလွှဲပြီးပြီးသွားရယ်ဆိုကျွန်တော်တို့ကပြောတော့မှာမို့ဒီစကားတွေကတကယ်မပြောဘူးကျွန်တော်ကကျွန်တော်တက်မတော်အခုလက်ရှိမှာကျွန်တော်တို့ချစ်တဲ့ကျွန်တော်အဖေတက်မတော်ဟာလာလက်ရှိမှာဟာလာကိုင်းနေလို့မို့လို့ကျွန်တော်တို့ပြောနေတာတကယ်လို့ဒီပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြီးသွားပြီဆိုရင် ဘယ်အာနာပဲရရရတဲ့အစိုးရပြည်ကျွန်တော်တို့ဝင်ပြောတော့မှာမဟုတ်ဝင်ပြောတော့ဘာကျွန်တော်ကတက်မလို့ထောက်ခံနေရနော်တက်မလို့သူ့ကိုသူဟလာတက်လာတဲ့အစိုးရရဲ့လက်အောက်ခံအောက်ရောက်သွားပြီဆိုရင်အဲဒီအစိုးရရဲ့စကားနာထောင်ပြီးသူတို့လောက်အောင်ပါပဲနော်အခုချိန်မှာတက်မလို့နာဆကအစိုးရအိမ်ဆောက်အစိုးရတက်မလို့ခြင်ထားတဲ့တဲ့နော်ကျွန်တော်တို့ကဝင်ရံပေးနေတာနော်တက်မလို့သူ့ကိုသူသူ့နောက်တန်းသူသွားရင်ကျွန်တော်ကကိုကိုအေးစေးတယ်ကိုစီးပွားရေးကိုလုံးမယ်ကိုပရိုက်တာကိုလုံးမယ်ကိုနိုင်ငံမှာရှိတဲ့ပြည်သူပြည်သားတွေဟလာ အခုစစ်ပီးဥစားပေါ့စစ်တံခံလိုက်ရတဲ့ပြည်သူပဲဖြစ်ဖြစ်နော်အခက်ခဲတွေဖြစ်နေတဲ့ပြည်သူပဲဖြစ်ကျွန်တော်တို့ကပရာဟိတစိတ်တက်နဲ့တနိုင်ငံလုံးမှာရှိတဲ့ပြည်သူပြည်သားကိုကျွန်တော်ကူညီမှာကျွန်တော်တို့ချွေးတဲ့စားတွေနဲ့နော်ဒါပဲစိတ်ဝင်စားတယ်ကျွန်တော်ဘာမှမစိတ်စားဘယ်နဲ့ဘာနေရာမှာလဲလိုချင်လို့တတ်မလို့ထောက်ခံနေရမဟုတ်ဘူးဝါသလန်းပေါ့နော်ကိုပညာရည်ချင်းနဲ့ကျွန်တော်အဖေနောက်ကကျွန်တော်အဖေနဲ့ကျွန်တော်အမေကျွန်တော်အဖေနဲ့အမေပြီးလိုက်တဲ့ပညာနဲ့ကျွန်တော်နိုင်ငံခြားမှာပညာသင်စီးပူးထားတဲ့ နော်ကာဗွန်ကန်ဟိုက်ဒရိုလစ်ပညာတွေနော်ကာဝက်ရှော့တွေနော်စကင်နာတို့နော်အကောင်လုံးဒီအင်ဂျင်ဂီယာပေါက်တွေအစကျွန်တော်ဒီလိုဝက်ရှော့ပေါ့နော်ဒါကျွန်တော်မိုးစားပေါ့မလေးရှားမှာကျွန်တော်စီးစီးပူးထားတာနော်ဟိုဒူဘိုင်း UAE နိုင်ငံမှာကျွန်တော်က weather fitter ကတာကိုဟာလာစီးပူးထားလေးလာထားတယ်မြန်မာပြည်ကနေကျွန်တော်ထွက်သွားတာ 3G နဲ့ပဲထွက်သွားတယ်ဟာလာစင်ကာပူဥစားပေါ့ဒူဘိုင်းမှာကျွန်တော်တို့ကဟာလာတက်ဂျီနန်ဂျီနန်ကုမ္ပဏီမှာကျွန်တော်တို့ weather weather fitter နဲ့ကျွန်တော်သွားတယ်အဲ့မှာအဖြူကောင်တွေရဲ့စနစ်တကျ တင်ပေးခဲ့တဲ့ဟာတွေကိုကျွန်တော်တို့အခုချိန်ထိဟာလာဝယ်တာဆိုရင်လည်းဝမ်းကြီးရနေအာကုန်ထိရတယ်ကတ္တာဆိုရင်လည်းတောက်ကလေးပြတ်သွားမယ်ကက်စနက်လေးနဲ့နော်အဲ့လိုပညာတွေနောက်ပြီးကြတော့နိုင်ငံအတွက်မလေးရှားမှာဟာလာမြန်မာနိုင်ငံမှာကတ္တရာလန်ခင်းမလားကတ္တရာလန်ခင်းမယ်ဆိုရင်ဒူဘလောက်ကိုနိုင်တယ်ကြောက်ဘလောက်ထည့်ရမလဲအင်ဂျင်နီယာမလိုဘူးလာပြီးတော့ record ပဲယူပေးတနိုင်ငံလုံးပတ်ခင်းပေးမယ်စက်တစီးတဲ့ကို73စီးကိုတောက်ထဲမောင်းပေးမယ်ပြည့်ရင်ကိုကိုပြင်မယ်နော်အကုန် တဲ့ခါကျတော့ဆောက်လို့ရေးနဲ့ပတ်သက်လို့ဒီလန်ခင်းတဲ့ဟာတွေမှသမျှကိုဟလာအကုန်လုံးကျွန်တော်တို့ကကျွမ်းပြီးသားနော်မြန်မာနိုင်ငံပြန်လာရင်ကိုအခြေချင်းနဲ့ကိုနိုင်ငံကိုကူညီမှဆောက်ရှောက်မှရလာတဲ့အမျက်နဲ့ပြည်သူကိုအလုတ်ထက်ကျွေးမယ်ဒါပဲစိတ်ကူးတဲ့ရှိရကျွန်တော်ဘာမှမရှိနော်လန်ခင်းနဲ့အခုအခုကျွန်တော်မြန်မာပြည်မှာလန်ခင်းနဲ့ကျွန်တော်မြေမကော်ပဲနဲ့ကြောက်ကြောက်ကိုဖုံကြောက်ကိုကြောက်ကိုခင်းပြီးတော့အပေါ်ကနေဟိုစားပေါ့ဟို vibration ဒီဥစားပေါ့ router နဲ့နှိမ့်နေတယ်မခံဘူးရတာအောက်ကိုအနေဆုံး ဟုတ်လားမြေမာမတွေ့မြေမာမရှိမြေမာမတွေ့မချင်းမြေမာမတွေ့မချင်းဟုတ်လားကောရတယ်မြေမာရောက်ပြီဆိုမှပရမဆုံးအောက်ကနေဟုတ်လားဝဇပေါ်ဟွန်းတဲခန့်တဲခန့်တဲခန့်ဟာနဲ့ခင်းရတယ်ခင်းပြီးမှကြောက်ထက်ရတယ်ကြောက်ထက်ကြောက်တခါတည်းတပေတပေလူခါတပေလုံးထက်လို့မရဘူး၆လက်မှပဲထက်ပြီးရတယ်အဲ့မှာထက်ကြိတ်ကြိတ်ပြီးမှတဲထက်ဖို့ထက်ကြိတ်ထက်ကြိတ်ပြီးတော့နောက်ထက်အစပိစထက်ခင်းပိစထက်ခင်းပြီးတော့ကြောက်ထက်ထက်ထက်ပြီးမှလမ်းပေါ်နဲ့လမ်းနဲ့ လမ်းနဲ့ကြောက်နဲ့6လက်မှခြံထားပေးရတယ်အဲ့6လက်မှကျွန်တော်ကတ်တရခင်းရအဲ့ဒါဆိုရင်တနိုင်ငံလုံးကြိုက်တဲ့ကုန်ကားတက်စိတ်သာမရှိဘူးအခုညမယမခင်းနေတဲ့ဟာတော်တော်များများကခင်းလာတော့ခင်းနေပဆက်ကုန်နေဒါပေမဲ့မခံဘူးခဏနေကားကားပေါ့နော်7ဘင်းကားတွေ12ဘင်းကားတွေတွားရင်ပြန်ပြီးတော့အပေါက်တွေဖြစ်မှာပဲနော်အဲ့လိုတွေကအစကျွန်တော်တို့တက်ကြွတဲ့အတွက်ကုမ္ပဏီတစ်ခုချပေးလိုက်ဟုတ်လားကတ္တရာကိုရှယ်လုပ်ပေးမယ်ဒီလား နိုင်ငံတကာနဲ့အစစ်မီခင်းနိုင်တယ်။နော်မလေးရှားမှာအမ်ဒမ်ပရဒမ်ပရမီတာအင်တာပရက်မှာကျွန်တော်ကဆက်ဆက်ကြီးမောင်းတာ။နော်မလေးရှားဟိုင်ဝေးလမ်းတွေမှာကျွန်တော်ခင်းတာကတ္တရာကတ္တရာကရောဥသောရွာထဲမှာခင်းတဲ့လမ်းတမျိုးမြို့ပေါ်မှာခင်းတဲ့နိုင်လုံကတ္တရာတမျိုးနော်အကုန်ကြွမိစားကိုယ်နိုင်ငံကိုနိုင်ငံမြမြအေဂျင့်ကျင်လို့နော်ဘသူကမြောက်ပြလိုက်လဲမသိဘူးဗျာမြန်မာနိုင်ငံမှာကွန်ကရစ်တွေခင်းတာဒီလားကွန်ကရစ်လမ်းတွေခင်းတာဘယ်ဘယ်ဘယ်လူကြီးကမြောက်ပြလိုက်လဲမသိဘူးနော် ကွန်ကရစ်ဆိုတာမြေမာမရှိတဲ့မြေပြော့တဲ့နေရာမှာတာကွန်ကရစ်လန့်ခင်းတာเนาะကျွန်တော်နိုင်ငံတကူကျွန်တော်နိုင်ငံမှာဆိုကြည့်လိုက်အကုန်လုံးကွန်ကရစ်တွေကြီးပဲဘယ်သူမွဲမလဲကားသမားတွေမွဲတာဗောကားဦးနာတွေဟလာရန်ကုန်ကနေမန္တလေးဆင်းသွားဟလာအလိုင်းမင်းတွေပြန်လာရင်အလိုင်းမင်းတွေချိန်ရတယ်တာယာစားတယ်အခက်မသိရင်နောက်ပြီးကြတော့လမ်းအချိုးတွေမှာကျွန်တော်ကြည့်တာเนาะကျွန်တော်2016တုန်းကပြန်လာတယ်လမ်းအချိုးတွေဟိုစားမန္တလာထုံးပေါ့နေယူမန္တလာထုံးကျွန်တော်မောင်းတာ ်နောက်ဆက်ချက်တော့နော်အရန်ကုန်ကနေမန္တလေးကိုကျွန်တော်မောင်းကြည့်တာအမြန်လန်းဟာဘယ်လက်တောင်ကိုက်တယ်ဟိလာကွန်ကရစ်လမ်းဆိုခုံငါခုံ နော်နောက်ပြီးကြတော့ဟိုအကွေတွေမှာသူ့ရဲ့ဒီဂရီချမထားဘူးဟာလာအကွေဆိုလဲဟိုပြက်ပြက်ကြီးကွေထားတယ်စပီးအိမ့်ငိုက်တော့ရင်မှောက်တာပေါ့အဲ့မော်အမြန်လန်းမှာတည်တယ်ဆိုတာအဲ့ဒါလေးပေါ့လမ်းနဲ့ပတ်သက်တာတွေဟိုဆောက်လို့ရင်အင်ဂျင်နီယာဘလို့ဥပမာကျွန်တော်ကတော့လေးစားတာဘယ်သူကမြောက်ပြီးလဲမသိဘူးတနိုင်ငံလုံးကွန်ကရစ်လမ်းခင်းတာကွန်ကရစ်လမ်းက ရှုပ်အိုင်နေပေါ့နော်ရှုပ်အိုင်နေမိတုပျော့ပြပျော့ပျော့ပြောင်းတဲ့နေရာသာခင်းလို့ရတာအနေရများတယ်ကုန်ကြီးလန်းနောက်ပြီးတော့ကာသမားတွေလည်းတာယာမြန်မြန်ကုန်တယ် alignment နေတော်တော် alignment နေတစ်ခါချိန်ပြီးသွားရင်ပြန်တက်လာရင်ပြန်ချိန်ရတယ်ကာသမားတွေလည်းဒုက္ခရောက်တော့ပေါ့နော်ဝင်နိုင်အခုဝင်နိုင်ငံမှာမရှိဘူးကုန်ကလေးကုန်ကလေးလန်းဆိုတာဂျွာထဲမှာတော့ကတ္တရာလမ်းမှာခင်းပေးတာနော်နော်အဲ့ဒါမို့လို့ဟိုကွန်ကရစ်လမ်းက ဩဇာပေါ်ရက်ွက်တွေရဲတော့ကြီးလိုက်ပြစပိန်စီးရဲ့ကလေးပောက်သွားကြီးဒူးပြင်းပြင်းပြက်လက်ကျိုးတာပဲနော်ဒီမှာအခုကျွန်တော်နောက်နေ့ကျကျွန်တော်ပြမယ်ရက်ွက်လမ်းနေလမ်းနေတဲ့အစားအကုန်လုံးကတ္တရာခင်းပေးတာကတ္တရာခင်းတဲ့ကုံကြစရိတ်နဲ့ကုံကရစ်နဲ့ကုံကြစရိတ်ကုံကရစ်ကဘိုးတော်ကုံသေးရဲ့ဗီလက်မြေဘိုးတော်ကုံသေးတယ်နော်ဘလို့ဘယ်ဘသူဘသူထွင်လိုက်လဲမသိပါဘူးဗျာကျွန်တော်ထင်ရတော့ကျွန်တော်တော့အဲဘာလေးလေးစားလိုက်လဲဆိုတော့ညီမနိုင်ငံကဗီလက်မြေပေါ်တယ်လေနော်ဗီလက်မြေပေါ်လို့ကုံကရစ်ခင်းတယ်လို့ပဲသတ်မှတ်တာပါ ဟောချက်ကြံတာတော့မတတ်မပေါ့နော်မကောင်းပါဘူးခင်ဗျားသွားကြည့်လိုက်ပါနော်ပသိမ်မုံရွာလမ်းကိုသွားကြည့်လိုက်နော်ပသိမ်မုံရွာလမ်းအနောက်ဖက်လမ်းပေါ့နော်မြန်မာနိုင်ငံရဲ့ပသိမ်မုံရွာလမ်းအနောက်ဖက်လမ်းကိုသွားကြည့်နိုင်လုံကတ်တရကာမောင်းကညိမ့်ရပဲဒါအခုနေပြည်တော်အမြန်လမ်းပေါ့နော်ရန်ကုန်ကနေနေပြည်တော်လမ်းသွားကြည့်လိုက်အဲ့လမ်းနဲ့အဲ့လမ်းမှာမောင်းတဲ့ကာသမားနဲ့ဟိုပသိမ်မုံရွာလမ်းပေါ့နော်ကျွန်တော်တို့ပြည်ကနေပြည်နေဝရီတကားကနေဝင်လိုက်ဝင်ပြီးရတဲ့ဗရောင်းရောက်တာနဲ့အဲဗရောင်းရောက်နဲ့ကြည့်လိုက်မောင်းကြည့်လိုက် တော့ညိမ့်နေမောင်းလို့ကောင်းသလားမင်းနဲ့เนาะကျွန်တော်2016တုန်းကပြန်လာတော့ဟာကျွန်တော်တငယ်ချင်းဟိုဥစားပေါ့ပြည်သွားခြင်းလို့ဆိုကျွန်တော်တော့မောင်းလိုက်မောင်းပေးတာညိမ့်ညာပဲเนาะအဲ့လိုလေးတွေဖြစ်စေခြင်းနဲ့เนาะတနိုင်ငံလုံးမှာကတ္တရာလန့်အကောင်းဆုံးပါเนาะဟိုနိုင်ငံတကာအဆင့်လည်းပြီးပါတယ်เนาะနိုင်ငံတကာအဆင့်ပြီးတယ်ဒါတော့အခုကတော့မရတော့ပါဘူးเนาะတနိုင်ငံလုံးကွန်ကရစ်လန့်ဖြစ်သွားပြီးတော့ကွန်ကရစ်ပေါ့เนาะဥစားထူးခြားတော့ပေါ့ဗျာအရှိတော်အရှောက်မှာကွန်ကရစ်ကွန်ကရစ်လန့်တုံးတယ်ကျွန်တော်ညီမနိုင်ငံပဲရှိကြပါဘူးเนาะ နော်ညီမလူမျိုးကသူများနဲ့မတူမတူတာလုပ်တယ်ဆိုတော့မှန်ပါတယ်နော်အဲ့တော့လက်ခံတယ်ဟုတ်တယ်ပြည်လဲလဲကောင်းတယ်ပြည်လဲလဲကောင်းတယ်ရန်ကုန်တွင်းနေကြည်ပါရန်ကုန်တွင်းနေဆိုလဲဟိုပြည်လဲမှာကြီးဆိုလဲတော်တော်ကောင်းတယ်တချို့ဆိုရင်ကောင်းလွန်းလို့ဟိုမှာဟိုအင်ဂျင်နီယာတွေနဲ့ဥစားပေါ့ဟိုဟိုကျွန်တော်ဟိုကျွန်တော်ကြိုက်တာလမ်းကောင်းလွန်းလို့မိုးတွေမှာချော်လို့ကားအက်ဆီဒန့်ဖြစ်လို့ဆိုပြီးတော့ဥစားပေါ့ဟိုထောင်မှာကျသွားသေးတယ်လို့အတန်တော့ကြားလိုက်သေးတယ်လူတင်မှုများလို့နော် ကတရာလန်းသူကသူ့မှာနာမည်ရှိရ14ရှိရ15ရှိရ17ရှိရ73ရှိရ73က73 site ပေါ့ site ကိုပြောတာ73ကဂျွာရီထဲမှာတုံးတာရောမျိုးတွေရွာရွာရက်ွက်တွေထဲမှာတုံးတာ73ကြောက် site 73ကနော်နောက်ပြတော့အဲ့ရမခင်းခင်ကျွန်တော်ကဒီမှာခေါ်တာ copy all လို့ခေါ်တာကတရာဈေးပေါ့နော်အဲ့ဒါအင်ဒိုနီးရှားနေပွဲတာမလေးရှားမှလည်းမရှိဘူးအဲ့ copy all ရှိရလန်းခင်းဖို့အတွက်ကတရာနဲ့ကတရာနဲ့ကြောက်နဲ့ကြက်ဖို့အတွက် copy all ဟုတ်လားအင်ဒိုနီးရှားနေဝယ်ရတယ်မလေးရှားမှမရှိဘူးအင်ဒိုနီး ီရှာနေတပိပါဟုကျွန်တော်တို့စခင်းတော့က2017တုန်းကကျွန်တော်စက်မောင်းတော့ကတပိပါဟု200ရှိတယ်အခုတပိပါဟု1000ကျော်လားမသိဘူးလင်းငွေ1000ကျော်သွားပြီနော်ညီမကြီးမှရှိပါတယ်ညီမပြီးလိုက်လို့ပဲကျွန်တော်ပြန်လာတော့ရန်နေချောင်းအမေနဲ့ဖေကရန်နေချောင်းသားဆိုတော့နော်ရန်နေချောင်းတော့ရန်နေချောင်းမတက်ခင်ရီနန်ရီနန်ကုန်းသားမှာလမ်းခင်းနေတာကျွန်တော်ဗီဒီယိုရိုက်သေးတယ်အဲသူကဒီလမ်းလမ်းဘေးကိုတော့ထက်3 3ဖေလားမသိဘူးထက်ချက်တာ3ဖေထက်ချက်တာမြေမကော်ဘဲနဲ့ကြောက်ဖို့ပြီးတော့ ကြောက်ကြောက်ပုံပြီးတော့ကြောက်ပုံပြီးတော့ဟိုစကြိုးစားပေါ်လမ်းကျိတ်ဆက်နဲ့ကျိတ်တာကျွန်တော်အန်အော်ပြီးထိုင်ကြည့်နေဘလို့များကက်မလဲလို့တကယ်လို့ဗျာဟိုစားပေါ်တတရာစီခင်းခင်းပြီးသွားရင်တကယ်လို့ကားကြီးတွေပါစပိနဲ့ကုံအပြည့်နဲ့များဖင်ရမ်းပြီးတော့များကိုယ်လိုက်ပြီးအဲ့ခင်းတာတွေကအကုန်ပွန့်ထွက်သွားမှာပေါ့အောက်အောက်ကိုမတူးတာပေါ့နော်အ ਨੇ ဆုံးတပေလောက်တော့တူးတင်တာပေါ့နော်လမ်းခင်းတာလေးတွေပေါ့နော်အဲ့ဒါအကုန်လုံးလုံးအကုန်လုံးလုံးတက်တယ်နော်အကုန်လုံးတက်တယ်နော်ဝရင်းနော်တမန်တန်တကား တယ်လက်စတီနော်ဒီကျွန်တော်ပြန်လာရင်တော့ဘုံကြီးကျောင်းနေရဲ့တကားတွေတော့ဟာလာဟိုဆိုတော့ဟုတ်ကဲ့မေနော်ဘုံကြီးကျောင်းနေရဲ့တကားတွေကတော့နော်အလူချင်းရှိတယ်ဆိုရင်ကျွန်တော်ကလက်မှုပညာနဲ့လုပ်ပေးမယ်နော်လက်မှုပညာနဲ့ဒီကျွန်တော်တို့ကလှူပေးမယ်ဒါကိုကြစေကိုအလူချင်းအလှူပေးမယ်ကျွန်တော်တို့ကလက်ခလက်ခအလူလုပ်ပေးမယ်ဘုံကြီးကျောင်းတိုင်းပေါ့နော်တကယ်လှူချင်တဲ့ပေါ့တချို့ပရိုက်တာအသင်းတွေရှိတယ်နော်ဟိုဒါတချို့ဆိုရင်စတီးလက်ရန်လေးတွေပေါ့နော်ဒီနှစ်ထပ်ကျောင်းဆောင်တွေပါလေလုပ်တဲ့အချိန်ကျွန်တော်ကဟာလား ျွန်တော်ရဲ့ channel မှာကျွန်တော်ကလက်ခကုသိုလ်ယူပေးမယ်ဘုန်းကြီးရောင်းနေအတွက်ဆိုရယ်နော် channel အိမ်ကြီးကြတော့သူသူတန်တန်ကြီးယူမှာပေါ့နော်နော်စတီ celestine နဲ့ celestine နဲ့တမန်တကားကြီးလှုပ်ချင်တယ်နောက်ပြီးကြတော့အိမ်အိမ်အပေါက်ဝါတွေကို remote control နဲ့လှုပ်ချင်တယ်နော်လူတွန်းစရာမလိုဘူး remote control နဲ့အကုန်လှုပ်ချင်တယ်ဆိုရင်လည်းကျွန်တော်လောက်ဆောင်ပေးမယ်နော်ညီမကြီးပြန်လာရင်ပေါ့နော်အဲမို့နိုင်ငံအေးဂျင့်မှာကြိုက်နိုင်ငံအေးဂျင့်မှာကြိုက်မှာနော်နိုင်ငံမအေးမကြမ်းရင် မရဘူးဘာဘာစည်းပွားရေးမှာလုပ်လို့မရအဲ့ဒါမို့လို့နိုင်ငံတော်အစိုးရတည့်ရနေနဲ့တကယ်လုပ်တဲ့တော့ကိုရစာနဲ့ကိုမျိုးဝင်းတို့ကိုနော်လူငယ်တွေကပေါအောင်ထည့်ပေးပါလို့နော်ကိုမင်းကပြောကြရင်းနဲ့နော်ကျွန်တော်ရဲ့ live ပိတ်တော့